အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှာတော့ဗျာဆရာနိုင်မြန်မာရဲ့ကြ བྱ ာချို့ကိုဖတ်ပြပေးပါရည်ခင်ဗျာ။ကျွန်တော်နဲ့အတူတူ live ပါခံစားနားဆင်ပေးကြပါအောင်နော်။မြမပြည်မှာအကယ်ဒမီတွေကများမိလောင်မြန်မာလာတာနေပုံကဝမ်ပန်တနဲ့ရှိလိုက်တာ။ ိုင်းမီကရေစီးကမ်းပြူလိုက်နေပြီးစောက်ယူးတွေစောက်ပေါ်တွေကတော့ခုတီရေစုံမှာပေါ်လို့မျောနေကြတော့ငါစိတ်ညစ်တဲ့အထဲမှာအဲ့ဒီကောင်တွေလဲပါတယ်တယောက်ယောက်တည်တဲ့အခါတိုင်းအဲ့ဒီလူကောင်မျိုးတွေစီကငိုတန်ကအကျဲဆုံးပဲအကယ်ဒမီပါတွေပေးလိုက်ကြစမ်းပါကွာငါတို့တိုင်းပြည်မှာအကယ်ဒမီ ပေးရမယ့်ကောင်တွေများတယ် နိုင်မြဲမှာအချီနီတဝုဒ္ကမီတဲ့စေဗနတ်တွေနဲ့တက်ပြီးတနတ်သမပါဇက်ဖြားကဖယားဖယားစိုးတန်ကြတော့တာရုခေါ်ရန်တမ်မတန်လေပြန်ငါကြည့်မိပါဤနေ့အလစ်စီယဟန်နဲ့လူရန်ငါများဒုံမိုးတာမိုးတနတ်တကိုးနဲ့အမျိုးပါလာတာသနာဟုအတန်ဆွာဆွာ မန်ပါပါနဲ့ရန်ရှာစုညံထိုအတန်ကိုပါတာပြန်ကြည့်မိပါဤတော့ဝိနီတုတ်တံဘိဓမာပိရိကသုံးပုံမှာထုံးလုံးမွေရေလိုနှောက်၍ဘယ်လောက်ပဲရှာရှာအမျိုးပါတာတာသနာဆိုတာဘယ်နေရာမှမပါလေအငှားပဇက်တရားနဲ့ဖျားမျက်စွာဖျားမျက်စွာဟုတစားစားအော်တော်냐လေ နှလုံးသား၌ဖျားမရှိနာကြီးပါပြီနိုင်မြန်မာတော်လန်ရေးသမားတွေရဲ့အခြေကန်ဆိုးမှသွားလေရာမိုးလိုက်လို့ရွာနေတဲ့အချိန်မှာလူတိုင်းကိုထီတချောင်းစီမပေးနိုင်တာမင်းအပြစ်မဟုတ်ပါ မိုးဆူနေတဲ့လူတယောက်မင်းရှိကို ရောက်လာခဲ့ရင်နာမင်းစောင့်နေတဲ့ထီကလေးအောင်မှာ မိုးခိုပါစီ တော်လန်ရေးသမားစစ်စစ်တွေဟာအဲ့ဒီလိုချစ်တက်ကြတယ်။နိုင်မြန်မာလွတ်လပ်ရေးအပြီးတမမနေတော့ကခမားဘယ်သူလဲဆိုတာတဲ့အခုခမားဘယ်သူလဲဆိုတာကပိုအရေးကြီးတယ်။ဒီနေ့လဲမနေ့ကအတိုင်းပဲဆိုရင်တော့မနှက်ပြန်လဲဒီနေ့နဲ့ဘာမှထူလာမှာမဟုတ်ဘူး။ရဆိုင်နေတဲ့ဘဝနယ်ပဲ။ ခမရအသက်ကြီးနေမှာဖြစ်တယ်လူတယောက်ဟာတနေ့တနေ့ကိုဖြစ်ကျင်နာကိုဖြစ်အောင်လုပ်နေရင်းနဲ့ကုံဆုံးသွားကြည့်စမ်းပါကိုဖြစ်ကျင်နာတွေတကယ်ဖြစ်လာတဲ့နေ့တနေ့မလွဲမသွေ ရောက်လာပါလိမ့်မယ်မနှက်ဖြန်ဆိုတာတကယ်ရှိပါတယ်ဒီနေ့ဆိုတာတကယ်ရှိခဲ့ရင်ပေါ့ကျွန်တော်တို့တိုင်းပြည်အတွက်လွတ်လပ်ရေးဆိုတာလည်းတကယ်ရှိတယ် ကျွန်တော်တို့စီမှာတော်လန်ရေးဆိုတာတကယ်ရှိခဲ့ရင်ပေါ့ကြပြစရာနိုင်မြေမှာ